မင်္ဂလာပါဒီချက်ကတော့ grade 11တရုတ်တယူပပေတာဘာသာရပ်ကိုသင်မယ်ဒေါက်တာခင်သနာဝင်းဖြစ်ပါတယ်ဒီချက်ဒီနေ့သင်မယ့်သင်ခန်းစာကတော့ chapter 12 modern physics မှာပါတဲ့ x-ray အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဟော x-ray x-ray are electromagnetic wave like light but their wavelengths are much shorter than those of light. William Conrad wrote and discovered H3 in 1895 while experimenting with cathode ray. He accidentally found a penetrating radiation which would pass through most substance but leave shadows of solid object. Because he didn't, did not know what the rays were, he called them x-ray meaning unknown ray အဲ့ x-ray ဟာအလင်းလိုပဲ light လိုပဲသူဟာလျှက်စက်တန်လိုက်လိုက်အမျိုးအစားဖြစ်တယ် electromagnetic wave တွေဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့ line လေယာဉ်ကတော့အလင်း line လေယာဉ်အထက်ပို့ပြီးတော့တိုးတယ်အဲ့တော့ဒီ electromagnetic spectrum တွေထဲမှာ line လေယာဉ်တိုးလေပို့ပြီးတော့ frequency များလေဟို anyl လည်းပို့ပြီးတော့ရှိတယ်ပို့ပြီးတော့ပြင်းတယ်ဆိုတဲ့သဘောပေါ့เนาะအဲ့တော့ x-ray တွေဟာ light နဲ့တူတော့တူတယ်ဒါပေမဲ့ လိုင်းလျားကတော့အလင်းလိုင်းထဲတိုးတယ်အဲ့တော့ဝဲဟန်ကိုရီရန်ချင်ဟာကတောက်ရည်တွေနဲ့ပြုတ်လုထားတယ်လက်တွေ့ဆန်းသက်ချက်တွေကနေပြီးတော့မထင်မှတ်ဖဲနဲ့အိတ်ရွှေကို တွေ့ရှိခဲ့တာဖြစ်တယ်1985ခုနှစ်မှာမထင်မှတ်ဖဲနဲ့သူကရုတ်တရက်ပေါ့နော်သူကအဲတွေ့ခဲ့တာအခဲကလွဲလို့ပေါ့ solid လို့ တွေ့ရလွဲလို့ပစ္စည်းအများစုတွေကိုသူက penetrate လုပ်နိုင်တဲ့ radiation တစ်ခုကိုတွေ့ရှိခဲ့တာပဲဖြစ်တယ်။အဲ့လိုဖြောက်ထွန်းမှုမျိုးအဲ့လို radiation မျိုးကိုသူမတည်သေးတဲ့ radiation ဖြစ်လို့ x-ray လို့ခေါ်ခဲ့တယ်အမည်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်ကြည့်အောင် later experiments reveal that x-ray are electromagnetic waves which have a wavelength in a range of 0.012 10 nanometer. They are shorter in wavelength than ultraviolet UV rays and longer than gamma ray. နောက်ပိုင်းစမ်းသပ်ချက်တွေအရဒီစမ်းသပ်ချက်တွေအရပဲဖော်ထုတ်ပေးခဲ့တယ်။ The X-ray ဟာ electromagnetic wave အမျိုးအစားဖြစ်ပြီးတော့လှိုင်းလျားဟာတော့0.01နန်နိုမီတာနေပြီးတော့10နန်နိုမီတာအထိအမျိုးမျိုးရှိပါတယ်။အဲ့တော့ X-ray ရဲ့ wavelength ဟာ UV အัลထရာဗိုင်ယိုလက်ခရမ်းလွန်ရောင်ကြီးထက်တိုးပြီးတော့ဂမ်မာရေဒီယေးရှင်းဂမ်မာရေထက်ပိုပြီးတော့တော့ရှည်တယ်လို့သိရပါတယ်။ဟော X-ray of energy above 0.1 kilo electron volt to 10 kilo electron volt wavelength ဆိုရင်တော့10 nanometer to 0.01 nanometer are classified as soft X-ray and of energy about 10 kilo electron volt to 100 kilo electron volt. Wavelength are 0.1 nanometer to 0.01 nanometer as hot X-ray due to their penetrative ability. One electron volt equal 1.602 into 10 power minus 90 joule is an energy unit used in atomic and nuclear physics x-ray ကိုတော့ wavelength နဲ့ energy ကိုအကြောင်းပြုပြီးတော့ soft x-ray နဲ့ hard x-ray ဆိုပြီးတော့နှစ်မျိုးခွဲတယ်သူတို့ရဲ့ penetrating twin ပေါက်နိုင်မှုစွမ်းရည်အရာနှစ်မျိုးခွဲတာပဲဖြစ်ပါတယ်လိုင်းလျားတွေရတယ်ပြထားတဲ့အတိုင်းအမျိုးမျိုးကွဲပါတယ် soft x-ray ဆိုရင် hard x-ray တဲ့လိုင်းလျားရှည်တာမျိုးပေါ့အဲ့လိုမျိုးဖြစ်နိုင်တယ် electron volt တွေရလဲ soft x-ray က hard x-ray တဲ့ electron volt နဲ့တာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ one electron volt ကိုဂျိုးနဲ့ပြန်ပြီးတော့ energy တွက်မယ်ဆိုရင်1.602 into 10 power -90 ဂျိုးနဲ့ valence ဖြစ်ပါတယ်။အဲ့တော့ three electron volt ဆိုရင်ဒီ1.602 into 10 power -90 ဂျိုးကို3နဲ့မြှောက်ပြီးတော့အစားထပ်ပြီးတော့တွက်ပေးရုံပါပဲ။ဂျိုးရအောင်ပြောင်းလို့ရပါတယ်။ဒါကတော့ electromagnetic spectrum တွေကိုလှိုင်းလျားအတိုင်းပြတာပါ။မင်းတို့လည်းဒီချက်တစ်ခုအကြံပေးချင်တာတစ်ခုကဒီလိုမျိုး တီချယ်အခု discount လောက်သွားတဲ့ခေါင်းစဉ်တွေကို Google မှာ find out လုပ်လို့ရပါတယ် Wikipedia video clip တွေ image တွေဒီ all the Wikipedia all the observation တွေပေါ့နော် explanation တွေတွေ့နိုင်ပါတယ်ဖတ်နိုင်ပါတယ်ဖတ်လို့ရပါတယ် English dictionary dictionary မြန်မာ dictionary တွေအသုံးပြုပြီးတော့စာတွေလည်းဖတ်ပြီးတော့လေ့လာလို့ရသလို video clip တွေ image တွေကိုကြည့်ပြီးတော့လည်းပြည့်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 လေ့လာလို့ရပါတယ်ဒီ electromagnetic pattern ဆိုရင် video clip နဲ့ဆိုရင် အာလေ့လာဖို့အတွက်အရင်ကြည့်ဖို့အတွက်အရင်အဆင်ပြေပါတယ်အင်တန်လည်းစိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့လေ့လာကြည့်စေချင်ပါတယ်เนาะဒီချက်ကဟော X-ray tube အကြောင်းကိုဆက်သွားရအောင် X-ray tube and X-ray tube consists of a cathode and target anode as shown in figure a height potential different about 10 kV to 100 kV is applied between target and cathode to accelerate electron emit from the cathode x-ray are produced one high energy electron strike a target which is made of a high dense material such as tungsten အဲ့တော့ x-ray ကြိုမှာကက်တုတ်နဲ့အက်တုတ်ဆိုတာနှစ်ခုပါတယ်အနုတ်ကတော့ target လို့ခေါ်ပါတယ်အနုတ်ကိုအနုတ်နဲ့ကက်တုတ်ကြားကို voltage 10 kilovolt ကနေ100 kilovolt အထိ voltage ပေးတဲ့အခါမှာကက်တုတ်ကနေ electron တွေအချိန်နဲ့ထွက်ပါတယ်အဲ့တော့ target ဆိုတာကတော့ ကတန်ဆင်လိုမျိုး high dense material နဲ့တန်ဆင်ဝါယာပေါ့တန်ဆင်သတ္တုနဲ့ high dense material နဲ့ပြုတ်လုထားတဲ့အနုတ်ကို target လို့ခေါ်တာပါအဲ့လို target ကိုစွမ်းရင်မြင့် electron တွေခုနပြောတဲ့စွမ်းရင်မြင့် electron အချိန်နဲ့လာတဲ့ electron တွေရိုက်တဲ့အခါမှာထွက်လာတဲ့ radiation ထွက်လာတဲ့ ray ကို x-ray လို့ခေါ်တာပါ x-ray ထွက်လာတာပါနော်ဆက်ကြည့်အောင် properties of x-ray x-ray ရဲ့ဂုဏ်သတ္တိတွေပေါ့ properties တွေကိုတစ်ချက်ဆွေးနွေးမှာဖြစ်ပါတယ် X-ray are electromagnetic wave. They have no charge, cannot be deflected by both electric and magnetic field. They travel through vacuum with the speed of light. They have high penetrative power, hence the thick density, such as high density concrete or lead is necessary to protect against X-ray. Soft tissue like organ and skin cannot absorb the h ray however high density material such as bone absorb h ray h ray can cause ionization by stripping electron from the atom and can cause biological effect အဲ့တော့ x ray ရဲ့ဂုဏ်သတ္တိတွေအဲ့ဒါတွေကဘာတွေလဲဆိုရင် x ray ဟာ electromagnetic wave တဲ့စစ်တန်လိုက်လိုက်မျိုးစားဖြစ်တဲ့ charge မရှိဘူး electric field နဲ့ magnetic field ကို နှစ်ခုစလုံးကိုသွေးဖယ်နိုင်တယ်။အလင်းရဲ့ speed လိုပဲအလင်းရဲ့အမြန်နှုန်းအတိုင်းပဲလေဟာနယ်ကိုဖြတ်နိုင်တယ်။အဲ့တော့ H3 ရဲ့ speed ကလည်း3 into 10^8 m/s ရှိပါတယ်။ထိုးပေါက်နိုင်မှုစွမ်းအားမြင့်တဲ့ penetrative power high power ဖြစ်တယ်။ဒါကြောင့်မလို့ H3 ကိုကာကွယ်ဖို့အတွက်အကာရန်ပစ္စည်းတွေအဖြစ် density များတဲ့ concrete ဒုံးတွေနဲ့ခဲသတ္တုဒုံးတွေလက်ရှိတွေကိုအသုံးပြုရပါတယ်။ အဲ့တွေးမင်းတို့လည်းဓမ္မန်ကန်းနေမှာဓမ္မန်ရိုက်တဲ့အခါမှာတွေ့ဖို့မှာပါစေယုံစေကန်းနေမှာဓမ္မန်ရိုက်တဲ့အခါမှာအဲ့တွေးရှိတဲ့အခန်းဟာကွန်ကရစ်ခန်းတွေထူတဲ့အခန်းတွေလက်ရှိတွေနဲ့ကာထားတဲ့အခန်းတွေပဲဖြစ်တယ်အဲ့ဒီမှာအဲ့တွေးရိုက်မဲ့လူနာကိုသူတို့တတ်မှတ်တဲ့နေရာရောက်ပြီဆိုတာနဲ့လူနာမှာဘေးအပိုလူမရှိဘဲနဲ့အပြင်လူကိုတစ်ခါအပြင်ကိုထုတ်လိုက်ပါတယ်သူတို့ကိုယ်တိုင်တောင်မှအဲ့တွေးရိုက်ရင်အပြင်ကို ထွက်ပြီးတော့ cloud ကိုနှိမ့်ချတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ edge တွေသူတို့ကိုထိမှဆိုတဲ့အတွက်ပါတွေ့ဘူးမှာပါ edge တက်မှန်ရိုက်တဲ့အခါတွေမှာကိုခန္ဓာအစိပ်ပိုင်းနဲ့အရေပြားလိုမျိုး soft tissue ပေါ့ပြောရမယ်ဆိုရင် soft tissue ဆိုတာပျော့တဲ့အမြင်လေးရှိတဲ့ကိုခန္ဓာအစိပ်ပိုင်းနဲ့အရေပြား skin လိုမျိုးစသဖြင့်အဲ့ဓာတွေဟာ edge ကိုသူကမဆုပ်ယူနိုင်ဘူး။ဒါကြောင့်မလို့ထိုးဖောက်ပြီးတော့သွားမယ်။ဒါပေမဲ့အရိုးလိုမျိုးပေါ့အရိုးတွေပေါ့ အဲ့အရွှေတမန်တွေကအယိုးတွေရိုက်တာများတယ်အရွှေတမန်တွေများသောအားဖြင့်ထောင်ကြည့်ရင်အယိုးပုံတွေနန်ယိုးပုံတွေကိုမင်းတို့တွေ့ဘူးမှာဖြစ်တယ်ခစရိုးအရွှေရိုက်တာမျိုးလို့နန်ယိုးတွေမှာအစုတ်တွေကိုအရွှေရိုက်တာမျိုးကြရင်သူကတမန်ဖတ်ဖို့အတွက်ကိုဒီအယိုးပုံတွေကိုမြင်ရလေရှိပါတယ်အဲ့တော့ X-ray ဟာ skin လို့အရေးပြားတယ် soft tissue တွေကိုမစုံနိုင်ဘူး twin ပေါက်သွားတယ်အဲ့တော့ဒါပေမဲ့ bone လိုမျိုး density များတဲ့အယိုးလိုမျိုးပစ္စည်းတွေကတော့ X-ray တွေကိုစုပ်ယူထားနိုင်တယ်မထိုးပေါက်နိုင်ဘူး အဲပြောရမယ်ဆိုရင်တော့အဲ့ဒီမှာ X-ray ဓာတ်မှန်ရိုက်တဲ့အခါမှာအရိုးပုံနံရိုးပုံတွေကိုမြင်ရတယ်ပေါ့မဆုတ်ယူနိုင်တဲ့အတွက်သူက X-ray တွေရာအက်တမ်တွေရနေပြီးတော့အလက်ထရွန်တွေကိုဖယ်ထုတ်ပြီးတော့အဲ့ဒီအက်တမ်တွေကိုအိုင်းယွန်ဖြစ်စေနိုင်တယ် biological effect တွေဇီဝအကျိုးတွေကို ဖြစ်စေနိုင်တယ်အဲ့တော့ X-ray မှာ high photon တွေပါတယ်။ high photon ဆိုတာကတော့စွမ်းအားမြင့်တဲ့အလင်းမုံတွေပါပါတယ်။အ ဟော electromagnetic wave တွေရဲ့စွမ်းအင် packet တွေဖြစ်တယ်ပြောရမယ်ဆိုရင် photon တွေဟာ electromagnetic wave ရဲ့ spectrum စွမ်းအင်တန်မိုးစွမ်းအင် packet စွမ်းအင်အထုပ်အမျိုးအစားတွေဖြစ်ပါတယ်เนาะအဲ့တော့ high energy photon စွမ်းအားမြင့်တဲ့အလင်းမုန်တွေပါဝင်ပါတယ်စကြာ users of x-ray x-ray ကိုဘယ်နေရာတွေမှာသုံးလဲဘယ်လိုသုံးလဲပေါ့နော် x-ray have wide medical application for example soft X-ray low penetrative power are uh, used to take X-ray photograph of some part of human body. Figure C figure hard X-ray high penetrative power are uh, used to destroy cancer cell. X-ray are used in industries for finding def defect in weld joint and metal casting. Since X-ray uh, are a with nature, they are used to determine the structure of crystal x-rays are also used in security system to reveal hidden and lawful material such as weapon and drug x-ray တွေဘယ်လိုအသုံးပြုမလဲအလင်းတွေမှာဟော light photon တွေပါတယ်လို့မျိုး x-ray မှာလည်း x-ray photon တွေပါတယ်ပါတယ်ပေါ့เนาะအဲ့ဒီအကြောင်းအရာကိုအခြေခံပြီးတော့မှ x-ray photograph တွေဖြစ်ပေါ်လာတာ အဲထုတ်လုပ်တာတုံးကြတာပေါ့နော်ဆေးဘက်ဆိုင်ရာအသုံးပြုခြင်းနေတော့လူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတချို့ကို X-ray ဓာတ်မှန်ရိုက်ဖို့အတွက် soft X-ray ကိုအသုံးပြုရဲကန်ဆာဆဲတွေကိုတတ်နိုင်ဖို့အတွက်တော့ hard X-ray ကိုအသုံးပြုပါတယ်။နောက်ဂဟေအဆက်တွေနဲ့တတုပုံလောင်ခြင်းတတုကက်ချင်တွေ metal ကက်ချင်တွေမှာတော့အနာစာတွေရှိမရှိစစ်ဆေးဖို့အတွက်ဆက်ယုံတွေမှာ X-ray ကို သုံးပါတယ်။ X-ray ဟာလိုင်းသဘာဝရှိလို့ ခရစ်စတယ်ရီရဲ့ဖွဲ့စည်းပုံကိုရှာဖို့အတွက်လည်းအသုံးပြုပါရယ်။နောက်ကွယ်ဝက်သိမ်းဆည်းထားတဲ့ hidden ပစ္စည်းပေါ့ material တွေကွယ်ဝက်သိမ်းဆည်းထားတဲ့တရားမဝင်ပစ္စည်းတွေပြောမယ်ဆိုရင်တော့မမြင်အောင်ပေါ့တချို့ကြလေရှင်လဲကိုခန္ဓာထဲထဲမှာဖွက်ထားတယ်နောက်တစ်ခါခန္ဓာကိုယ်ထဲထဲမှာဖွက်ထားတဲ့ ပစ္စည်းမျိုးတွေပေါ့နော်နောက်တစ်ခါဒီ drug တွေတို့လက်နက်ပစ္စည်းတွေတို့ရှေ့မှာတော့အစားအသောက်တွေပြထားပြီးတော့အဲနောက်မှာလက်နက်တွေတင်ထားတာမျိုးဗိမ်းမြူတွေတင်ထားတာမျိုးအဲ့ဒါမျိုးပြောတာနော်အော်လက်နက်တွေမူရစ်ဆေးတွေတိနိုင်ဖို့ရှာဖွေနိုင်ဖို့အတွက်လည်း x-ray ကိုအသုံးပြုတယ်နောက်လုံခြုံရေးစနစ်တွေမှာလည်း x-ray ကိုအသုံးပြုပါတယ် two types of x-ray x-ray နှစ်မျိုး ခွဲထားပါတယ် x-ray can be classified two types characteristics is a intense sharp line continuous a three or white a three a three မျိုးရှိပါတယ် characteristics a three လို့ခေါ်တဲ့ထူးခြားလက္ခဏာပြထင်ရှားတဲ့အစင်းတွေပါတဲ့ intense sharp line ပေါ့နော်ထင်ရှားတဲ့ပြင်းအားမြင့်တဲ့ထင်ရှားတဲ့အစင်းတွေပါတဲ့အဆက်ဒီ characteristics x ray နဲ့တဆက်တည်းဖြစ်တဲ့အဆက်မပြတ်ဖြစ်နေတဲ့ continuous x ray လို့ခေါ်တဲ့ x ray ပေါ့ white x ray လို့လည်းခေါ်ပါတယ် x ray နှမျိုးရှိတယ်အဲ့တော့ continuous x ray အကြောင်းကိုတွေ့ရအောင် characteristics x ray ထူးခြားလက္ခဏာပြတဲ့ x ray အကြောင်းကိုဆက်ကြည့်အောင်အဲ့တော့ one နဲ့ high energy electron emit from the cathode bombard the target material, it may knock an electron in the inner shell of an atom completely out of its orbit. Hence, a vacancy is created. One outer shell electron having higher energy fills the vacancy in the inner shell. The energy is released in the form of H3. These H3 are called characteristic H3 because they have specific energy characteristics of the element viewed as a target. This discrete energy of characteristics H-ray can be explained based on Bohr's atomic model as shown in figure. အဲ့တော့ဒီပုံနဲ့ဒီချဲဒီ H-ray characteristics H-ray ထွက်လက်ထုတ်ဖော်ပုံထွက်တဲ့ဟာကိုဒီချဲ discuss လုပ်မှာဖြစ်ပါတယ်ဆက်ကြည့်မယ်เนาะကက်တုတ်ကနေပြီးတော့ထုတ်လွတ်ထားတဲ့ဒီကက်တုတ်တွေကနေထုတ်လွတ်ထားတဲ့ စွမ်းရည်မြင့် electron တစ်လုံးဟာ target material ကို ထိလိုက်မယ်။ target material ထိလိုက်တဲ့အခါမှာခံချက်လို့ခေါ်တဲ့ပေါ့နော် target material ကသူကဒီစွမ်းမြင့် electron ကတ်တော့ရေးရလွတ်လိုက်တဲ့စွမ်းမြင့် electron ထိဖို့အတွက် target material ပေါ့ခံချက်လို့လဲခေါ်တယ်။အဲ့တော့ရိုက်သူ့ကို target ကိုရိုက်ခတ်တဲ့အခါမှာအဲ့ဒီ electron ဟာ ီခံချက်ဒီ target material ရဲ့အတံမြက် target material ရဲ့အတွင်းဘက်ပတ်လန်းမှာရှိတဲ့ electron တစ်လုံးကိုအတံမြက်အပြင်ဘက်ကို ထုတ်ပလိုက်တာဒီမှာ knock out လုတ်ပလိုက်တာဒီ electron ကိုထုတ်လိုက်တဲ့အခါကျတော့ဒါကြောင့်နေရာလက် vacancy တစ်ခုဖြစ်ပေါ်လာမယ်အဲ့တော့အပြင်ဘက်ပတ်လန်းမှာရှိတဲ့ high energy electron တွေဟာအတွင်းဘက်ပတ်လန်းမှာရှိတဲ့နေရာလက်ထဲကိုခုံဆင်းပြီးတော့ဖြစ်ဆွဲဝင်ရောက်လာတဲ့အခါမှာ x-ray အသွင်နဲ့စွမ်းအင်ကိုထုတ်လွှတ်ပါတယ် ဲ့ဒီ h ray တွေကို characteristics h ray လို့ခေါ်တယ်။ဘာကြောင့်လဲဆိုတော့အဲ့လို h ray တွေဟာ target material အဖြစ်အသုံးပြုထားတဲ့ element ရဲ့ထူးခြားတဲ့လက္ခဏာပြတဲ့သီးသန့်စွမ်းအင်တွေကိုရရှိစေတာဖြစ်တဲ့အတွက်ကြောင့်ပါ။အဲ့တော့အဲ့ဒီ h ray ရဲ့ပြတ်တောင်းစွမ်းအင်ကို ပုံမှန်ပြထားတဲ့အတိုင်း Bose ရဲ့ atomic model နဲ့ရှင်းနိုင်ပါတယ်။ Bose ရဲ့ atomic model ကတော့အလယ်မှာ နျူကလ িয়াস ရှိတယ်သူ့ကိုအီလက်ထရွန်တွေကသူ့ရဲ့ orbit တွေနဲ့ဒီအတန်ပါဆိုရင်သူ့ရဲ့အီလက်ထရွန်ကသူ့ရဲ့ orbit share တွေကနေပြီးတော့သူ့ရဲ့ပတ်လန်းချောင်းတွေအတိုင်းပတ်နေတာပေါ့နော်အီလက်ထရွန်တွေကဒီသူ့မှာဒီအတန်မှာရှိတဲ့အီလက်ထရွန်အလုံးရဲ့အတွက်အတိုင်း shell number တွေနဲ့ဒီပေါ်တွေမှာအီလက်ထရွန်တွေကပတ်နေတယ်အဲ့ဒီမှာကတ်တုတ်တွေကထုတ်လွှတ်လိုက်တယ်ဆွမ်းအားမြင့်အီလက်ထရွန်ကဒီအက်တမ်မြက်ဒီတာဂက်အက်တမ်မှာရှိတဲ့ခန်းချက်မှာရှိတဲ့ target ကိုရိုက်ခတ်တဲ့အခါမှာအဲ့ဒီခံချက်ထဲမှာရှိတဲ့ electron တစ်လုံးဟာအပြင်ဘက်ကို knock out ဖြစ်သွားတာအဲ့ဒီနေရာမှာ vacant ဖြစ်သွားတာပေါ့နေရာလမ်းမှာ vacant ဖြစ်တာအဲ့ဒီအခါမှာအပြင်ဘက်ပန်လမ်းမှာရှိတဲ့ high energy electron တွေရအတွင်းဘက်ပန်လမ်းမှာရှိတဲ့နေရာလက်တွေကိုတစ်ခါပြန်ဝင်လာပြန်အောင်အဲ့လိုနီးနေ x-ray ဆိုတာဖြစ်ပေါ်လာတာအဲ့လိုဖြစ်ပေါ်လာတဲ့ x-ray ကို characteristics x-ray လို့ခေါ်တာ x-ray ရဲ့ပြောင်းပြောင်းဆွဲရင်တန်ဖို့ discrete energy ဒီ electron vacancy ဖြစ်တာတွေဒီမှာ energy ဖြစ်တာတွေ knock out ဖြစ်တာတွေကိုဒီပုံနဲ့ပြထားတာပဲဖြစ်ပါတယ်ဘိုးရဲ့ atomic model နဲ့ဒါရှင်းတာပေါ့เนาะဆက်ကြည့်အောင် continuous x-ray အော် continuous x-ray ကကြတော့နောက်တစ်မျိုးပေါ့เนาะအာပြောရမယ်ဆိုရင်အဆက်မပြတ်ဖြစ်တော့အဲအဆက်မပြတ်စဉ်ဆက်မပြတ်ဖြစ်နေတဲ့အဖြစ်ရော x-ray ပေါ့အဲ့တော့ one and electron striking the target pass through the atom of the target material it will suffer a retarding force in the Coulomb field of the nuclei of the target. When this occurs, the electron will lose some of its kinetic energy and the energy is released in the form of H-ray. The energy of H-ray photons can take a value from zero to the maximum kinetic energy of the incident electron. These h ray have continuous distribution of wavelengths, hence bear the name continuous X-ray or white X-ray. Continuous X-ray are also called Bremsstrahlen radiation, breaking radiation. According to the phenomenon, they are produced. Continuous X-ray, some of the X-ray go discuss လောက်တဲ့အခါတေချာလေးနားထောင်ပေးပါ။နောက်အဲအခုပေါ်တော့ဒီ continuous x-ray တွေ characteristic x-ray တွေ production of x-ray ပေါ့ x-ray နှမျိုးရှိတာကိုလည်း Google မှာမင်းတို့ Wikipedia ရှာကြည့်လို့ရပါတယ်။အဲ့မှာ find out လုပ်ကြည့်တဲ့အခါမှာ video တွေ image တွေကြည်ကြည်ပြတ်ပြတ်လေ့လာတာလေ့လာလို့ရတာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ဒီမှာကတော့ theory concept ကိုတော့မြင်အောင်တော့ဒီချက် discuss လုပ်ပါတယ်။ဒါပေမဲ့အဲ့ဒီ video clip တွေနဲ့ဒီလိုသင်ခန်းစာမျိုးတွေကလေ့လာတာ observation လုပ်တာ study လုပ်တာ ပို့ပြီးတော့ထိရောက်မှု ရှိပါတယ်။စာချက်ဆရာလည်းမလိုဘဲနဲ့တခါတည်းရသွားနိုင်တဲ့နည်းလမ်းကိုဒီချေပြောတာပြောချင်တာပါနော်။အဲ့တော့ကြည့်အောင် target material ကိုတိုက်တဲ့ရိုက်ခတ်တဲ့ electron ဟာ target တဲမှာရှိတဲ့ electron တွေကိုခုနကပြောတာက ကွန်ဒီကာရိုက်တာရစ်စ်အိတ်သေးတော့ဟာတာဂက်ထဲမှာရှိတဲ့အီလက်ထရွန်တွေကိုရိုက်အီလက်ထရွန်ကိုရိုက်ထုတ်လိုက်လို့အဲ့ဒီခံချက်ထဲမှာတာဂက်ထဲမှာရှိတဲ့အီလက်ထရွန်ကထွက်သွားတယ်လို့ပြောရနော်ဒီကွန်ဒီနီယပ်စ်အိတ်သေးမှာတော့အဲ့လိုမဟုတ်ဘူးတာဂက်မက်တီရီယယ်ကိုရိုက်ခတ်လိုက်တဲ့အီလက်ထရွန်ဟာအဲ့ဒီတာဂက်ထဲမှာရှိတဲ့အီလက်ထရွန်ကိုမရိုက်မိဘဲနဲ့အတန်ရဲ့တခြားနေရာတွေကိုဖြတ်သွားတဲ့အခါတာဂက်ထဲမှာရှိတဲ့နျူကလ িয়াস တွေရဲ့ ကူလောင်ဖီအတွင်မှာအဲ့နျူကလ িয়াস ရဲ့ကူလောင်ဖီအတွင်ပေါ့လျှက်စစ်စက်ကွင်းအတွင်မှာရွေ့နေမယ်အဲ့လိုရွေ့နေတဲ့အခါမှာသူ့ကိုနှေးကွေးစေတဲ့တက်ရောက်ချင်းကိုခံရမယ်အဲ့တော့အီလက်ထရွန်ဟာဆုတ်ချိန်နဲ့ရွေ့မယ်ပေါ့အဲ့လိုပြောချင်တာဟာနှေးကွေးစေတဲ့အားတက်ရောက်ချင်းဆိုတာသူ့ကိုဆုတ်ချိန်နဲ့ရွေ့စေမယ်အဲ့ဒီအီလက်ထရွန်ဟာဒါကြောင့်မလို့အီလက်ထရွန်ဟာ kinetic energy တွေကို lose ဖြစ်ရတယ်တချို့ kinetic ကနက်တစ် energy တချို့ကိုဆုံးရှုံးမယ်အဲ့လိုဆုံးရှုံးတဲ့စွမ်းအင်ကို x-ray အသွင်နဲ့သူဟာထုတ်လွတ်မယ်အဲ့လို x-ray အသွင်နဲ့ထုတ်လွတ်တဲ့ x-ray မျိုးအဆက်မပြတ်တဲ့လှိုင်းလျားတန်မိုးတွေရှိမယ်ပေါ့နော်သူတို့ကိုတစ်ဆက်တည်းဖြစ်တဲ့အဆက်မပြတ်တဲ့ x-ray ဒါမှမဟုတ်ရင်ဖြူရောင် x-ray white x-ray လို့ခေါ်ပါတယ်ဒါကြောင့်မလို့မင်းတို့လည်းတွေ့ဘူးမှာပါ အစ်ထရီဓာတ်မှန်တွေမှာဆိုရင်အယိုးပုံတွေနံယိုးပုံတွေကအဖြူရောင်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ soft အစ်ထရီ continuous အစ်ထရီနဲ့အစ်ထရီဓာတ်မှန်ရိုက်တာပါအသုံးပြုတာပဲဖြစ်ပါတယ်အဲ့တော့အဲ့လိုအစ်ထရီတွေထုတ်လုပ်မှုဖြစ်စဉ်ကို brain strandland ဖြောက်ထွက်မှုပေါ်လိုက်ပြောက်လိုက် radiation ပေါ်လိုက်ပြောက်လိုက်ဖြောက်ထွက်မှုလို့ခေါ်ခြင်းဖြစ်ပါတယ်ခေါ်တာပဲဖြစ်ပါတယ်ဆက်ကြည့်ရအောင်ဒီမှာခုနပြောတဲ့ အဲ continuous age ပြတဲ့ spectrum ပေါ့နော်သူမှာ peak တွေကမြင့်မြင့်လိုက်နှိမ့်လိုက်ဖြစ်နေတယ်အဲပျောက်လိုက်ပေါ်လိုက်ဖြစ်နေတဲ့ age spectrum မျိုးပေါ့ဒါကတော့ continuous age spectrum ရဲ့ characteristic line တစ်ခုပြတာပါ example 12.3 in which approximate wavelength region of an electromagnetic spectrum do x-ray line find the maximum energy of x-ray photon အဲ့တော့ x-ray photon အတွက် အရွှေးကထွက်တဲ့အလင်းမော်အတွက် maximum energy ပေါ့အဲ့တော့အရွှေးဟာ electromagnetic wave ဖြစ်တဲ့သူ့ရဲ့ line layer range က10 nanometer ကနေပြီးတော့0.01 nanometer နီးပါးရှိတယ်။ဒါကြောင့်မလို့သူ့ရဲ့ maximum energy ဟာ6.262 10 power minus 37 joule second ကိုရပါတယ်။အဲ့တော့မှတ်မှတ်ထားရမှာပေါ့နော်ဒါက အဲ့တော့ example နောက်တစ်ခုက12.4 how are x-ray produce x-ray ကိုဘယ်လိုထုတ်လဲပေါ့ x-ray are commonly produced in x-ray tube by accelerating electron through the potential difference and directing them onto a target material tungsten tungsten လိုမျိုး density များတဲ့ material နဲ့ပြုလုပ်ထားတဲ့ target material တွေကို x-ray ကတ်တုတ်တွေကထွက်လာတဲ့ ray တွေရိုက်တဲ့အခါပေါ့နော် H ွေဖြစ်ပေါ်လာတာပါ H ွေအဲ့လိုနီးနဲ့ထုတ်တာပါရှေ့မှာလည်းဒီချက် H ွေနှစ်ခုထုတ်လို့ထုတ်တဲ့နီးကို discard လုပ်ပေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီ discussion တွေကို လေ့လာပြီးတော့ဒီလိုမိကုံးမျိုးတွေကိုဖြေလို့ရပါတယ် ောက်တစ်ခုကြည့်အောင် review exercise mention the users of h3 အဲ့တော့တည်ပြီးသားပါရှေ့မှာလည်းဒီချက် discuss လုပ်ပြီးသားပါ h3 တွေကိုပဲမှာသုံးလဲပေါ့เนาะ the user h3 are given below h3 help white medical application ဒီစိတ်ပညာတွေမှာကြည်ကြည်ပြင်းပြင်းအသုံးပြုတယ် for example soft h3 which have low penetrative power or used to take h3 photograph of some part of human body hot x-ray which have high penetrative power are used to destroy the cancer cell X-ray are used in industries for finding defect in work joint and metal casting. Since the X-ray have a wave nature, they are used to determine the structure of crystal. X-ray are also used in security system to reveal hidden uh, unlawful material တရားမဝင်ပစ္စည်းတွေပေါ့เนาะ such as weapon and drug ရှေ့မှာလဲ disk တစ်ချဲလုပ်ပြီးသားဖြစ်ပါတယ် ဒီမှာနောက်တစ်ခုကြည့်ရအောင် state similarity and difference between light and x-ray အဲ့တော့ light နဲ့ x-ray နဲ့တူတဲ့အချက်တွေမတူတဲ့အချက်တွေပေါ့နော် similarity က light နဲ့ x-ray နဲ့တူတဲ့အချက်ကသူတို့နှစ်ခုစလုံးဟာ electromagnetic wave တွေဖြစ်တယ်သူတို့နှစ်ခုက speed of light နဲ့သွားနိုင်တယ် vacuum ကိုဖြတ်နိုင်တယ်နောက်တစ်ခုကသူတို့က diffraction နဲ့ interference line ကွေခြင်းတွေ line ထက်ခြင်းတွေကို အဲ့ ray နှစ်ခုစလုံးမှာတွေ့ရပါတယ် light interference x-ray interference light diffraction x-ray diffraction diffraction ဖြစ်ရတဲ့ interference ဖြစ်ရတဲ့ phenomena တွေကို light နဲ့ x-ray နှစ်မျိုးစလုံးမှာတွေ့နိုင်ပါတယ်ဒါကတော့တူတဲ့အချက် now difference ကမတူတဲ့အချက်က x-ray က light ထက်စာရင် wavelength တူပါတယ် x-ray ကမမြင်နိုင်ဘူး light ကတော့မြင်နိုင်တယ် x-ray မှာ penetrating power light ထက်ပိုပြီးတော့ထွင်းပေါက်နိုင်မှုဆိုတာများတယ်ဒါကြောင့်ခန္ဓာကိုယ်ရဲ့ကို ထွင်းပေါက်နိုင်တယ်ပေါ့နော် X-ray တက်မှတ်နဲ့ရိုက်နိုင်တယ်လို့ပြောကြတာ X-ray have more ionizing power than light light ထဲပို့ပြီးတော့သူက ionizing power မြင့်ပါတယ်ဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်